ရေကိုရေကိုကကိုစီကိုလိုအားနဲ့ကိုတိုင်ဖရာတော်တော်ရင်မအစာအိမ်သာတဲ့ဒီကိုတိုင်ကိုကြလူသားမေးပါလေဗျာဒီရဲ့ကောင်းမှုကုသိုလ်တွေနဲ့ဘဝအတိတ်ကပြုခဲ့တဲ့ကုသိုလ်တွေပေါင်းစားပြီးတော့နေစဉ်နဲ့အမျှဖျားပြီးတော့ဟာကောင်းကျိုးလိုရာဇန်ကားတွေပြေဝစေခြင်းကမိသူ့ကိုမဆိုခொနည်းတားသမီးအားလုံးကိုမေတ္တာအပြည့်နဲ့ကူညီဆောင်ရွက်ခဲ့ခြင်းဖြစ်ပါလေဗျာ။ ဒါကြောင့်မို့ဖျားတပြီးတော့ဟာပရာဟိတလုပ်ငန်းတွေလှုပ်ဆောင်ပြီးတော့ဘွားအတိတ်ကကံနဲ့အခုပြစ္ဆုတ်ပံကံနှစ်ခုပေါင်းခြင်းကြောင့်ဖျားတပြီးတော့ဟာခုနှစ်ရက်သားသမီးတွေရဲ့ကျမ်းမာရေးကိစ္စကိုကဲခွင်းကုခွင်းရတယ်လို့ဖျားတပြီးတော့မှတ်ပါတယ်ဖျားဒီအချိန်မှာဖျားပြီးတပြီးတော့ရဲ့အသက်ဟာအခုဆို52နှစ်ရှိပါပြီဖျား6လကျော်10လပဲရှိပါသေးတယ်ဗျာဖျားတပြီးတော့ဈေးကုခွင်းရတာ ကြောင့်မို့ဘုရားတပည့်တော်ရဲ့ခြေကူးခွင့်ရတဲ့အချိန်လေးမှာပဲဘုရားတပည့်တော်ဟာဘုရားတပည့်တော်ဟာပင်မခံပြီးတော့ခொနည်းတာသမီမိဘညီကိုမောင်နှမများကိုအတတ်နိုင်ဆုံးကြိုးစားပြီးတော့ပျောက်ဝေဒနာတွေပျောက်ခွင့်အောင်ကုသပေးပါတယ်ဗျာဒါကြောင့်မို့ဘုရားတပည့်တော်ရဲ့ဒီကုသမှုနဲ့ပတ်သက်လို့ဘုံဘုံရဲ့စုဆုံးမှဩဝါဒ ကိုလည်းဖျားတပီးတော့ဒီပရိုက်တာလုပ်ငန်းရေရှည်ကြည်ချမ်းနိုင်ရန်အတွက်ဖျားတပီးတော့အားဥတင်လျှောက်တာအပ်ပါတယ်ဖျားဖျားတပီးတော့တို့အဖွဲဒီမှာရှိတဲ့အဖွဲကိုလည်းဖုံးဖုံးနေနဲ့ဩဝါဒများချီးမြှင့်ပေးပါဗျာရေရှည်ဒီဟာကြီးကဒီပရိုက်တာဆေးကူးတဲ့နေရာမှာရေရှည်ကြည်တန်းခံမြဲအောင်ဖုံးဖုံးရဲ့ဘဝအတွေ့အကြုံနဲ့ဖုံးဖုံးရဲ့ပြတ်တမ်းလာတဲ့အချိန်လေးကို ဘုံဘုံတည်ဆုံးဖြစ်တဲ့အတွက်ဘုရားသခင်တော်တို့ကိုလမ်းညွှန်ပြီးတော့ဩဝါဒများပေးသနာတော်မူပါဗျာဘုရားသခင်တော်ဒီလောက်ပဲရှောက်တင်ပြရစီဗျာတာပြုခေါ်လိုက်ကြအာတာတာတာခမဲပလိုက်တာဆရာဆရာဦးလေးလေအောင်မဆရာတော်အား အခမဲ့စေကနဲ့ပတိရရှောက်ထားခြင်းအစီအစဉ်ပြည့်ရနောင်ခန္ဓာစီစဉ်လေးရာဆရာတော်ဘုရားမအခမဲ့တရားဒစေကံရေရှည်တည်တံ့ခိုင်မြဲစီရန်ဩဝါဒမိကြခြင်းဖြစ်ပါတယ်တိမ္မာ၍ဆရာတော်မခမဲ့ဘရိုက်တာစေကံရေရှည်တည်တံ့ခိုင်မြဲစီရန်ဩဝါဒမိကြပေးပါရန်ယူတည်ဥခိုက်ရှောက်ထားပါဗျာ ဒီကနေ့သာနာနဲ့1569ခုနဲ့လူတော်ဘောဓတက်ကြေ1389ခုနဲ့ဒီကနေ့ဟာမယုံလာခံကိုရည်ပြည့်ခုနှစ်2025ခုနဲ့ဇူလိုင်လ၄ရက်နေ့ဟုတ်တယ်နော်ဒီအင်္ဂလိပ်လာတဲ့မသိကြတော့ဗမာလိုပဲဖတ်ဖတ်ဂျုံနာဂျုံနာ၄ရက်နေ့ ကျွန်တော်ဒီရက်နေ့ဒီနေ့ပုံနေပါဓမ္မမိတ်ဆွေတို့တော်ကောင်းတဲ့မကျမ်းမာလို့ဘဝတန်နေရာမှာစိတ်ဆင်းရဲနေရတဲ့ဝိနာရှင်အလုံးတော်တက္ကဓမ္မတွေဒီပဲတုံးလိုက်ရင်တော့ပြည့်စုံပါလေရှေးကုရဲ့ဆရာကတော့ ဖြူအမင်းရုပ်ဆိုးတာရုပ်ချောတာမရှိပဲဝိနာတဲ့မှန်သမျှဆရာတယောက်အတွက်ကတော့ဘာသာမရှိပါဘူး။ဒါကြောင့်ကိုယ်အနေနဲ့သူတော်ကောင်းစိတ်နဲ့ကိုယ်လောက်ခဲ့တဲ့သူတော်ကောင်းတွေအကြောင်းသိလို့ဖြစ်လာတဲ့တရားပေါ့။ဒီနေရာမှာဦးဇင်းကလည်းဒီရက်ကိုစောင့်ရှောက်နေကြတော့ဆရာတော်သမတော်များ ီနားမှာရှိတဲ့ထေကြီးဝါကြီးဆရာတော်ဘုရားကြီးများကိုဒီနေ့ဥတင်ချကြတော့ပါလေဥစဉ်ဘုရားကိုယ်ကြီးဆရာတော်အရှင်အက္ခဓမ္မနင်ညာလာယူတာမဟုတ်တလို့အခွင့်သာအခါသိလို့ကိုနေလင်းအောင်အခုတော့ဆရာအညီခံရတဲ့ဆရာနေလင်းအောင်တကယ်တော့ရှာကျိုးရွာကျိုးဥက္ကဋ္ဌရဲ့သူများတွေတက်တန်းကုန်သွားမယ်တက်တန်းမကုန်အောင် ပရိဟိတနှလုံးသားနဲ့လုံလို့ဆရာအမိခံမဲ့ပရိဟိတနေလင်းအောင်ဖြစ်နေတဲ့တကားတော်ကိုလိုင်းပေါ်မှာတွေ့တယ်ပေါ့အဲ့တော့လိုင်းပေါ်မှာတွေ့လိုက်တဲ့အခါမှာခစ်ကလည်းမီဒီယာခစ်ဖြစ်တော့ဦးစင်းကလည်းယောဂပဲခန္ဓာရှိယောဂရှိတာပေါ့အဲ့ဒီမှာအဆိုးဆုံးကဦးစင်းရဲ့ဒူးကဦးစင်းဘင်္ဂလားဒေ့ရှ်ကိုအလေမသွားခင်မှာ ျွန်တော်ညက်သွားပြီးတော့အကျော်ဖြစ်ဝိညာဉ်ကဏ္ဍနဲ့ခန္ဓာလူခန္ဓာကပြီးတဲ့ယောဂါတွေကမတူကြတော့အခုတကားတော့ကုတာအချောင်းချောင်းညီညွတ်နေတဲ့အတိတ်ဘဝကတကားဟောနဲ့အချောင်းဆက်ရှိလို့ဒီချိန်မှာပြန်ပြီးတော့တွေ့ကြတယ်ဆိုတော့ယုံနာမယုံနာနောက်သာဥစဉ်ရဲ့နှလုံးသားကတော့ ဩဒီလောက်ကောင်းနေဆိုရင်ငါတို့သွားလီလာမယ်ဆိုကိုကိုတိုင်းယောဂမဖြစ်နေရောက်ဟုတ်တယ်နော်အဲ့ဒီပြန်တော့ဓာကြီးကိုနာမည်ကြီးလို့လာတာအဲ့လိုပေါ့ဟိုဥစဉ်ဆိုရင်တနိုင်ငံလုံးတည်တာကစူဇန်နဲ့စုံဇန်နဲ့လိလာတယ်ခုတကားတော့ရဲ့တပည့်ဖြစ်တဲ့ကိုနိုင်ရအစစီပွားဖက်ဆက်တယ်မမားတယ်ဥစဉ်ရဲ့ဘဝနဲ့တမိုင်းတန်တန်ဥလိုတည်ရပေါ့ဒါမဲ့ကိုနိုင်ရတော့ဥစဉ်အိမ်ကိုခဏခဏတိုက်ကိုခဏခဏလာခဲ့ကြတယ် ဥစဉ်ရလူဘွားသမီးရောက်ဖားနေတယ်ရင်းနှီးကြတယ်ပေါ့အဲ့လိုပေါ့ဥစဉ်ရပွဲရုံကဝန်ထမ်းတွေအားလုံးနဲ့နှိစက်ကြတယ်ကောင်းပြီအဲ့တော့သူကိုယ်ရင်ကတလီတစားဖြစ်နေတဲ့အသက်အရွယ်အဓိကမဟုတ်ဘူးဆရာကုံဆရာအင်္ကာနဲ့ပြည့်စုံနေပြီဆိုရင်ကိုယ့်ဘကအခုလို pride ကဥနေလင်းအောင်လို့ရေးထားတယ်ဆရာဆိုနေမှာတော့ခံမထားဘူး ဆိုတော့ဒါလေးတွေအစယူသားမှုတကားတော့မြစ်တောင်ဒီ program လေးဆွဲတာကတော့ဘူးကပဲဆွဲဆွဲပေါ့တကားတော့လေလူကြီးတယောက်လုပ်ခဲ့တော့ကောင်းတာပေါ့အဲ့တော့ဗုဒ္ဓကိုရင်ဆရာတော်ထံမှာဩဝါဒခံယူတယ်တကယ်တော့ကုလာရာယောဂဖြစ်လာတာကိုကနေတယ်နဲ့ဩဝါဒပေးသူဖြစ်သွားတယ်ပေါ့ဒါလည်းဘာလဲဆိုတော့စေတနာနဲ့လုံနိုင်တဲ့စွမ်းအားပေါ့ဥစဉ်လေဒီ astrology နဲ့ကြောင်းပြီးတယ် ြန်မာနိုင်ငံမှာစိုက်ကျွေးကုမ္ပဏီလောကမှာစံဦးတီထွင်စောစုံအောင်မြင်ခဲ့အဲ့ဒီစီးရီးထုတ်ခဲ့စီးမျိုးစုံဝါနာပါတယ်ဓမ္မစီအင်္ဂလိပ်စီစိုက်ကျွေးစီအခုဒါကြောင့်ကျမ်းမာဖို့အတွက်လောကကြီးရှင်သန်မှုအတွက်သစ်ပင်ကြီးကောင်းမှုအတွက်အဲ့လိုပဲသူတို့နှလုံးသားနဲ့ထုတ်ခဲ့တာအရှင်မြတ်ဗာပညာရှင်လဲဆိုဒီ SC ဇော်လုံးကြီးပါပေါ်တနီလောက်တိပြီးတော့ခုနကအခရီး အဲဘယ်လိုပြောမလဲစိုက်ပြေးပညာရှင်တွေထုတ်လုပ်သူတွေရှင်ပြီးတော့လုပ်အောင်မြင်ရတယ်ကြည့်ကြခဲ့ချမ်းသာခြင်းရဲ့အမြင့်ဆုံးလမ်းကိုဥစဉ်သိတယ်မြင်လဲမြင်ခဲ့တယ်ဒါပေမဲ့တရားသဘောအရာအမျက်ဆုံးကိုတွေ့တဲ့အခါကျတော့စွန့်ညင်းရဲ့အညာတံပိုးကြီးတယ်ပရာဟိတဆိုတာကိုကျိုးစွန့်ညင်းရဟုတ်တယ်နော်အဲ့လိုလောကရေယပရာဟိတလိုပဲ ုဒ္ဓကတော့အနတ္တကိုမြင်သွားတာဥပါဒံအစွဲတွေကိုစွန့်လိုက်တယ် no အဲ့တော့ဒါကသူကတရားဒါပေမဲ့ဒီကျမ်းမာရေးနှလုံးသားနဲ့ပြောရင်တော့ခုနပြောလို့ပေါ့အလုံးမွန်မြတ်တဲ့အကြောင်းအကျိုးညီလို့တခါကြီးရဲ့အတိတ်ကပစ္စုပ္ပန်ဦးဇင်းတို့မမြင်ရတဲ့အကြောင်းတရားတွေကအခုလို့ဦးဇင်းကိုယ်တိုင်ယောဂနဲ့နဲ့တခါတော့ဦးဇင်းကိုလှုပ်ပြလိုက်တယ် စမ်းတက်အဲ့တော့အရှင်ဘုရားပျောက်သလားမင်းနေပျောက်တဲ့လူမှပျောက်တာပေါ့အကုန်လုံးပျောက်မယ်လို့ဘုရားယန္တာတော့အကုန်လုံးနိဗ္ဗာန်ရမယ်လို့ဟောနိုင်တယ်လို့ဆရာတော်ဆရာဇီဝကလည်းဘုရားဟောတာတာဝန်ယူတာကျန်တဲ့သူနဲ့အကြောင်းကျင်းမကြီးတာဖြစ်နေတာကောင်းပြီဒါကြောင့်အကြောင်းအခုတို့မိမိရဲ့စေနာနဲ့ကုသတယ်ပေါ့ဦးစိတ်သူကိုဖြစ်ဖြစ်စေရအများကြီးယူခဲ့ ်တို့ပဲအခုဒီမဲ့ဒီဆေးရဲ့ပညာဥစဉ်မဲ့ပညာဒါမဲ့ဥစဉ်ကြောင်းကကပ်ပြီးရသူလှုပ်ချင်တယ်သူလှုပ်ဥစဉ်သူ့ရဲ့ဆေးတွေဆိုတာကိုဗစ်ကာလ20ဥစဉ်ကဘင်္ဂလားဒေ့ရှ်ကိုတွားလိုက်တာတလားကြာပြန်လဲပြန်အောင်တက်ပြီးကိုဗစ်ကတန်းတန်းတာဥစဉ်ရောက်နောက်တစ်နေ့လင်းအောင်ပိတ်ဥစဉ်ကတ်ကိုလွတ်သွားကိုဗစ်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 ဆိုတော့အကိုကြောင်းရောက်တော့ဘူးလေ တရာစိတ်ရှိတော်ဘုနာလူရွှေလုတ်တဲ့နေရာမှာအတုံးချတယ်ပစ္စည်း